အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လိုအပ်တဲ့အခါကူညီတောင်းလို့ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြချင်ပါတယ်တခါတလေမှာကျမတို့မှာခံစားချက်တွေလေးပင်နေရတယ်အရန်ကိုပင်ပန်းခက်ခဲရတဲ့အခြေအနေမျိုးတွေကြုံတွေ့နေရတယ်ဒါမျိုးတွေကိုဘဝရဲ့တခွေခွေမှာတော့ကြုံရနိုင်ပါတယ်အဲ့လိုအခြေအနေမျိုးတွေဆိုရင်ကျမတို့ကကိုကိုကိုအတင်းထားဖို့တန်မာဖို့ ကိုဘာသာကိုပဲရင်ဆိုင်ဖြစ်ရှင်ဖို့အတွက်ကိုကိုကိုတိုက်တွန်းတတ်ကြရဲအားပေးတတ်ကြပါတယ်။ဒါပေမဲ့လည်းတကယ်တော့တန်မာခြင်းခွန်အားရှိခြင်းဆိုတာကဒီလိုမျိုးလေးပင်မှုတွေပင်မနှွမ်းနေမှုတွေကို တိတ်တိတ်လေးပဲရင်ဆိုင်ဖြစ်ရှင်နေရတာမဟုတ်ပါဘူး။တကယ်ခွန်အားရှိရဲတကယ်တန်မာရဲဆိုတာကဒီလိုမျိုးခက်ခဲတဲ့အခြေအနေတွေကြုံရတဲ့အခါမှာကိုယုံကြည်ရတဲ့သူတယောက်ယောက်ကိုပဲဖြစ်စေ ကိုချစ်ခင်ရတဲ့သူတယောက်ယောက်ကိုပဲဖြစ်စေဒါမှမဟုတ်ရင်ကျွမ်းကျင်တဲ့ပညာရှင်တယောက်ကိုပဲဖြစ်စေရှင်ဖွင့်ပြီးတော့အကူအညီတောင်းခံလိုက်တယ်ဆိုတာကလည်းတန်မာခြင်းတစ်မျိုးပါပဲတယောက်ကိုရှင်ဖွင့်အကူအညီတောင်းလိုက်တယ်ဆိုတာကလေမောင်နေရဲ့အခန်းလေးမှာ အလင်းကြီးတစ်ပွင့်ကိုရသွားသလိုပါပဲကျမတို့ရဲ့သေးငယ်တဲ့အပြုတ်မှုလေးတွေကပဲစပြီးတော့အကူအညီတောင်းခံမှုကိုစနိုင်ပါတယ် message လေးတစ်စောင်နဲ့ဖြစ်စေဖုန်းလေးတစ်ကောနဲ့ပဲဖြစ်စေစကားလေးတစ်ခွန်းနဲ့ပဲဖြစ်စေကျမတို့အကူအညီတောင်းလိုက်မယ်ဆိုရင်ကျမတို့ကိုအကူအညီပေးခြင်းနဲ့တကားလေးကိုပွင့်သွားစေနိုင်ပါတယ်။တင်ကိုယ်တိုင်ကလည်းရေးပါတယ်လို့တင့်ရဲ့အကြောင်းအရာတွေကလည်းရေးပါတယ်။ဒါကြောင့်မလို့တင်ဟာဂယုစိုက်ခံရဖို့အတွက်ထိုက်ထန်ပါ ခက်ခဲတဲ့အခြေအနေတွေမှာအကူအညီလိုအပ်တယ်ဆိုတာကတဘာဝအရင်ကြပါတယ်။ကျမတို့အားလုံးလည်းဒီလိုပါပဲ။အကူအညီတောင်းတယ်ဆိုတာအားနည်းခြင်းမဟုတ်ပဲနဲ့မျော်လင့်ချက်ရောင်ကြီးလေးတစ်ခုပါပဲ။တကယ်တော့ကျမတို့တစုံတယောက်စီကအကူအညီရတယ်ဆိုတာကကျမတို့ထင်ထားတာထက်တောင်နီးနီးကပ်ကပ်လေးမှရှိနေနိုင်ပါတယ်။ ဒါကြောင့်မလို့ဒီနေ့ကစပြီးတော့ကိုတကယ်လိုအပ်နေတဲ့အချိန်မှာကုညီတောင်းခံဖို့ကိုဝင်မလေးပဲနဲ့ကုညီတောင်းလို့ရကြောင်းကလေးကိုပြောရင်းနဲ့ဆုံးသက်ချင်ပါတယ်ရှင်။